ဘီရဲ့အသင်းကဘာစလိုနာအသင်းကိုနှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ကလပ်စီကိုဖွဲ့ပြီးမှဂျာမဲကိုရန်စခဲ့တဲ့ကာဘာရဲ့အလုပ်ရကိုဘာစလိုနာအသင်းကွင်းလဲလို့ဒီကြောင်ကဝေဖန်ခဲ့ပြီ ွဲပြီးဆုံးချိန်မှာနှစ်သင်းကစားသမားတွေဟာကွင်တွင်ရုံးရင်းစံကတ်တွေဖြစ်ခဲ့ကြပါတယ်ဒီကြောင့်ကကာဘာရဲ့ရာမန်နဲ့စကားပြောချင်းသူတီးတန့်ပြောလို့ရပါတယ်သူတို့ကစပိန်လူဝေးစင်မှာအသင်းဖော်တွေဖြစ်တဲ့အတွက်တူးချောင်းတူးတည်ပါတယ်။ဘာကြောင့်ကွင်းထဲမှာဒီလိုတွေဖြစ်အောင်လုပ်တာလဲဆိုတာနားမလည်နိုင်ဘူးလို့ခွဲပြီးသတင်းတော်တွေကိုပြောခဲ့တာပါ။ရာမန်ဟာဒီပွဲမတိုင်မီဘာစီလိုနာအသင်းကစားသမားဟောင်း PK တီထောင်ထားတယ်။ကင်းလေး YouTube Channel မှာရီယဲအသင်းဟာဒိုင်လိုဂျီရဲ့ဆုံးဖြတ်ချက်တွေကိုလူယူဖို့စူးစမ်းသလိုအမြဲတမ်းညှင်းညူကြတယ်လို့ဒီပြိုင်ပွဲမှာပါဝင်နေတဲ့အသင်းသင်းနဲ့နိုင်ရှင် ရှိမီပြောသွားခဲ့ပါတယ်။ရာမေဟာဒီမက်ချက်ကြောင့်ပွဲချိန်တလျှောက်လုံးရီယယ်တင်ပြိတ်သက်တွေနောက်ပြောင်မှုတွေခံခဲ့ရတာပါ။ ပွဲပြီးမှကာဘာရီကယာမဲကိုစကားတွေအများကြီးပြောလို့နေဆိုပြီးလက်အမှုရာနဲ့ပြုတ်လုခဲ့တယ်လို့ယာမဲကလည်းသူ့ရဲ့စပိန်အသင်းပေါ်တန်းတွားရောက်ဖို့ပြုတ်လုခဲ့ပါတယ်ဒီအချိန်မှာရီယဲအသင်းကွင်းလေလူကာဘာဘင်ကာကယာမဲကိုတားဆီးနိုင်ခဲ့ပြီမယ်ကစားသမားအများပြားဝင်ရောက်လာခဲ့ပြီးကော်ဒရိုက်စ်ကယာမဲကိုတွန်းထုတ်မှုတွေပြုတ်လုခဲ့တာပါဖီနီစီယက်ကလည်းယာမန်နဲ့ထိတ်တဲတွေးဖို့လုခဲ့ပြီမယ်သူဟာတားဆီးခံရပြီးယာမေကိုလုံယုံရွေးကကွင်းထဲကနေခေါ်ထုတ်သွားခဲ့ပါတယ်။ဘာစလိုနာအသင်းကွင်းလယ်လူပက်ထရီနဝါတနီနဲ့ထုတ်ပယ်ခံရတဲ့ပွဲပြီးကန်ဒီမှာလည်းအရန်ကုန်ထဲမှာရှိတဲ့ ယ်ရီယဲနဲ့ဘာဆိုနာအသင်းကစားသမားတွေကအချင်းများမှုတွေဖြစ်ခဲ့ကြပါတယ်။ဒီဘက်မှာရီယဲအသင်းအတွက်ဂိုးတွေကိုဘက်ဘီနဲ့ဘဲလင်ဂန်တို့ကတွင်ခဲ့ပြီးဘာဆိုနာအသင်းအတွက်ခြေပါကိုဖာမင်လိုပက်စ်ကတွင်ခဲ့တာပါ။ရီယဲအသင်းဟာဒီနိုင်ဝက်ကြောင့်ဘာဆိုနာအသင်းကို၅မှတ်ဖြတ်ပြီးလာလီဂါမှတ်ပေးစရာထိပ်ဆုံးနေရာမှာဦးဆောင်နေတာဖြစ်ပါတယ်။